မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကဗိုလ်မှူးဖြိုးစော်တဲ့အပါအဝင်စစ်ကောင်စီတပ်သား22ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ18ရက်နေ့မှာဖားကံမြို့မှာတိုက်ပွဲနှစ်နေရာဖြစ်ပွားခဲ့ပြီးတော့မော်စီစာဖျားကုန်းမှာတက်ဆွဲထားတဲ့အကြမ်းမဲ့စစ်ကောင်စီတပ်ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကတွဲရောက်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတက်ခတ်မှုအတွင်းမှာအကြမ်းမဲ့စစ်တပ်ရဲ့တပ်မ33လက်အောက်ခံကန်ဆိုးဘျူဟာအထိုင်စခန်းက G2 အဆင့်ရှိတဲ့ ဗိုလ်မှူးဖြိုးစော်တက်တဲ့စစ်ကောင်စီတပ်သား22ဦးသေဆုံးသွားတယ်လို့သိရပါဗျ။မနေ့ကတိုက်ပွဲမှာတပ်မ33လက်အောက်ခံကန်ဆိုးဗျူဟာအထိုင်စခန်းက G2 အဆင့်ရှိတဲ့ဗိုလ်မှူးဖြိုးစော်တက်တဲ့စစ်ခွေး22ကောင်သေဆုံးသွားတယ်လို့အတည်ပြုနိုင်ခဲ့ပါတယ်လို့ KIA ရဲ့ရှေးတန်းသတင်းရင်းမြစ်ကပြောပြထားပါဗျ။ဒါအပြင်ဖားကံမော်ဝမ်းလေးရွာဖရဲเจ้าမှာတက်ဆွဲထားတယ်။အကြမ်းမှာစစ်တပ်ကိုလည်း KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကတွားရောက်တိုက်ခိုက်နေတယ်လို့သိရပါဗျ။ အဲ့ဒီစစ်တပ်စစ်ကြောင်းဟာမော်ဝမ်းလေးကျေးရွာကိုမရောက်ခင်ကတည်းကစစ်ကြောင်းထုံးဝင်ရောက်တပ်ဆွဲခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။လက်တလုံးမော်ဝမ်းလေးနဲ့မော်ဝမ်းကြီးမှာရှိတယ်။ပြည်သူများစစ်ဘေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူများထံကသိရပါဗျ။လောလောဆယ်တော့ဖားကတ်မှာနှစ်နေရာတိုက်ပွဲပြင်းထန်နေတယ်။ဒီမိုးကောင်းအခြေဆိုင်အမှတ်သုံးခြေလင်တပ်မဟာအဲ့ဒီစစ်ကြောင်းကဖားကတ်ကိုရောက်လာကတည်းကတပ်မဟာမှုဘုံမှုချုပ်ဇောလက်ဦးဆောင်တဲ့စစ်ကြောင်းရောက်လာနေကြတဲ့ကအဲ့ဒီစစ်ကြောင်းကဖားကန့်ပြည်သူအယောက်30ကျော်ကိုနှိပ်စက်တပ်ဖြတ်ထားပြီးပြီး လောလောဆယ်တော့ဖားကပြည်သူတွေကအဲ့ဒီစစ်ကြောင်းရောက်လာတဲ့အတွက်စိုးရင်ထိတ်လန့်နေရပါတယ်အဲ့ဒီစစ်ကြောင်းရောက်လာကြတဲ့ကဖားကန်ကကြောက်စိမ့်လောက်ကကုမ္ပဏီတွေကိုမီးရှို့တယ်ပြည်သူတွေကိုတတ်ဖြတ်တယ်အကြမ်းဖက်မှုတွေနေတိုင်းလိုလိုလှုပ်ဆောင်နေတာပါလို့ KIA ရဲ့သတင်းရင်းမြစ်ကပြောကြားထားပါတယ်အကြမ်းဖက်စစ်တပ်ရဲ့မိုးကောင်းအခြေစိုက်အမတ်တုံးချီလင်တပ်မဟာစစ်ကြောင်းက ဖားကန်မြို့ကိုမေလနောက်ပိုင်းကလေးကစတင်ထိုးစစ်ဆင်လာခြင်းဖြစ်ပြီးတော့အခုခါရက်20နီးပါးရှိနေပြီဖြစ်ကနေတိုင်းနီးပါးတိုက်ပွဲတွေဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းရန်ကုန်ပြည်လမ်းနဲ့မင်းလာမြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်မှာဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးခရိုင်ရဲမှုနဲ့မြို့မှာရဲစခန်းမှုအပါအဝင်အကြမ်းဖက်စစ်တပ်ကအယောက်20ထက်မနည်းတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ16ရက်နေ့ညနေ4:20မိနစ်ခန့်မှာမင်းလာမြို့နယ်စင်အိုင်ချောင်းပေါက်ကြီးရွာကိုအကြမ်းဖက်စစ်တပ်ရဲ့ခလာရတက်လက်အောက်ခံစစ်သားများနဲ့ပြူစောတိများပူးပေါင်းထားတဲ့ အင်အား60လောက်ပါတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိပ်ပြေတိုက်ပွဲဟာ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများအထိနာပြီးတော့ပြန်လည်ထွက်ပြေးသွားပြီးတော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့ညနေ9နာရီလောက်မှာလဲတော်လိုင်းပူပေါင်းတပ်ဖွဲ့များကရန်ကုန်ပြည်လမ်းပိုင်းမင်းလာမြို့နယ်အပိုင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကွင်းတာဆုံရေကင်းစခန်းမှာအထိုင်ချပြီးတော့ပြည်သူတွေစီကငွေကြေးကောက်ခံခြင်းလူငယ်များကိုပေါ်တာဆွဲခြင်းများကိုလှုပ်ဆောင်နေတဲ့စစ်ကောင်စီတပ်သားများကိုထပ်မံပြီးတော့တွားရောက်တိုက်ခိုက်ခဲ့ပြီးတော့စစ်တပ်ဘက်က၅ဦးတေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါဗါးအဲ့ဒီထိတွေ့တိုက်ပွဲဟာနိုင်ဝက်လောက်ဖြစ်ပွားခဲ့ပြီးတော့ညနေ9:00နာရီခွဲအချိန်ကမှစစ်အင်ချောင်းပေါက်ကနေတဆင်စစ်ကူလာတဲ့အင်အား25ဦးပါတဲ့4ကတစည်းကိုလည်းရှမ်းတော်ကြီးရွာအနီးမှာတော်လိုင်းပူပေါက်တပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ရာ ကားတစ်စီးလုံးပြက်စီးသွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးခန့်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျာ။ထိတွေ့တိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်တပ်ကတာယာဝတီ KI စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဘုံမူကြီးဇော်မျိုးဝင်အုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဘုံမူခရိုင်ရဲမှုအစ်စ်တအူးမြို့မရဲစခန်းမှုတအူးအပါအဝင်စစ်ကောင်စီတပ်သားအယောက်20ထက်မနည်းသေဆုံးသွားတယ်လို့သိရပါဗျာ။အကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့ခေယံဖုန်းနှလုံးနဲ့စကားပြောဆက်တို့ကိုတိတ်ဆိတ်ရရှိခဲ့ပြီးတော့တော်လိုင်းမဟာမိတ်ပူပေါင်းတပ်ဖွဲ့များဘက်က ရဲဘော်နှစ်ဦးမစိုးရင်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စီရင်ကိုတော့ကျွန်တော်တို့တွေတောက်လျှောက်ဖော်ဆောင်သွားပါမယ်။ဘကိုးတိုင်းအနောက်ချမ်းကိုစိုးမိုးမှုတွေအများကြီးရဖို့ကျွန်တော်တို့တွေဆက်လက်ပြီးတော့လှုပ်ဆောင်သွားပါမယ်။အဓိကကတော့ထိရောက်တဲ့စစ်စင်ရေးတွေပို့ပြီးတော့လှုပ်ဖြစ်သွားမှာပါလို့တာယာဝရီခဲအမှတ်သုံးတက်ရင်တက်ရင်မှုဆရာလေးကပြောဆိုထားပါဗျ။ အခုလိုမျိုးထိတွေ့တိုက်ပွဲတွေဖြစ်နေတဲ့အချိန်အတွင်းမှာပြည်ဘက်ကနေရန်ကုန်ဘက်ကိုမောင်းနှင်လာတဲ့အင်စည်းကားဒစည်းကိုလည်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကတားဆီးခဲ့တော့လဲဆက်လက်ပြီးတော့မောင်းနှင်သွားတဲ့အတွက်ကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလိုက်လံပစ်ခတ်ခဲ့ရာပြည်သူ၃ဦးသေဆုံးပြီးတော့၄ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။မနေ့ကဇွန်လ18ရက်နေ့မနက်2နာရီခန့်မှာလည်း ဟာလီကွင်းကြီးွာကိုအချမ်းမစစ်ကောင်စီတပ်သားများပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲခြင်းကြောင့်အသက်80အရွယ်အဖွားဒေါ်တင်ကြီးတေဆုံးခဲ့တယ်လို့သိရပါဗါဒ။တာယာဝတီခရိုင်အတွင်းမှာရှိတဲ့ပြည်သူများအနေနဲ့စစ်ကောင်စီတပ်ရဲစခန်းထွေအုပ်ယုံရဲကင်းစခန်းလမ်းပိုင်းကင်းစခန်းများအနီးမှာဈေးဆိုင်များဖွင့်ပြီးရောင်းချခြင်းအိမ်ဆောက်နေထိုင်ခြင်းအချိန်ကြာမြင့်စွာရပ်တန့်ပြီးတော့စကားပြောခြင်းများမပြုလုပ်ကြရနဲ့ပြည်သူကာကွယ်တပ်မတော် PDF ကနည်းမြေလုံးချုပ်ရေးအတွက် လိုအပ်လို့ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်များကိုလည်းနားလည်ပေးပြီးတော့ပူးပေါင်းဆောင်ရွက်ပေးကြပါရန်တာယာဝတီခေအမှတ်3တပ်ရင်းကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့ကျုံတို့မျိုးကခြေပါများကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပိတ်ဆို့တိုက်ခတ်ရာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ14ရက်နေ့မှာကျုံတို့မျိုးကနေတဆင်နွားချံကုန်းရွာနဲ့အင်းကြီးရွာကိုအကြမ်းဖက်စစ်တပ်ရဲ့တပ်မ44နဲ့တပ်မ55ကစစ်ကောင်စီတပ်သားတွေပါဝင်တဲ့ပူးပေါင်းစစ်ကြောင်းဟာ အင်အား150လောက်နဲ့လက်နက်ကြီး drone များပါယူဆောင်လာပြီးတော့စစ်ကြောင်းထိုးတက်လာခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဗျံလွားစစ်ကြောင်းနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်ပြီးတော့ပိတ်ဆို့တိုက်ခိုက်ရာစစ်တပ်ဘက်ကအကောင်90ထက်မနည်းတိတ်ဆုံးသွားပြီးတော့ခဏဦးထိခိုက်ဒဏ်ရာရရှိပြီးအကြမ်းဖက်စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကစစ်ခွေးအကောင်90ထက်မနည်းတိတ်ဆုံးသွားပါတယ်။စစ်ကောင်စီကလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်နေတာဖြစ်လို့ပြည်သူတွေအနေနဲ့ဘေးကင်ရာကိုရွှေ့ပြောင်းနေထိုင်ကြဖို့နဲ့ဝိုင်းဝန်းကူညီထောက်ပံ့ကြဖို့တိုက်တွန်းချင်ပါတယ်လို့ဆွဲလုတ်ကော်လံဗျန်လွားစစ်ကြောင်းကတောင်းရှိသူတို့ကပြောပြထားပါတယ်။အကြမ်းဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်နေတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့ ဘေးလို့ရာကိုရှောင်တိန်နေထိုင်ကြပါရနဲ့ဗျံလောင်းစစ်ကြောင်းကစစ်ကောင်စီရဲ့ drone တိုက်ခိုက်မှုများကိုအနောက်ရှက်ပြုတ်ရန် ပြန်လည်ပြီးတော့တိုက်ခိုက်နိုင်ရန်နဲ့ရဲဘော်များရဲ့အသက်အန္တရာယ်ကိုကာကွယ်နိုင်ရန်ဂျမ်းမာဝေယူနိုင်ရေးကြိုးပမ်းလျက်ရှိတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန်မြစ်တာရက်ခံပါတယ်လို့စွာလုတ်ကော်လံဗျံလောင်းစစ်ကြောင်းကတော်ဝင်ရှိသူကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတရချောင်းမြို့နယ်မှာရေချိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံးကျဲတိုက်ခတ်ရာစစ်တပ်ကတအုပ်သေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ29ရက်နေ့မှာတရချောင်းမြို့ကအကြမ်းဖက်စစ်တပ်ရဲ့ဝင်းဝါစခန်းကိုအင်အားတိုးရန်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားအယောက်80လောက်ပါတဲ့စစ်ကြောင်းဟာ ပြင်းဖြူသားဖုံးကြီးကြောင်းမှာတက်ဆွဲပြီးတော့ရေချိုးနေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်သိမ်းဆုံးပြီးတော့၄ဦးအပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးတော်လိုင်းတပ်ဖွဲ့များကတိုက်ပွဲဖြစ်ပွားရာနေရာကိုနယ်မြေရှင်းလင်းရေးပြုလုပ်တဲ့အချိန်မှာစစ်အုံဆောင်ပစ္စည်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုကိုအမတ် 1814drone တပ်ရင် DSDNR T5 Wings နဲ့ တောင်းကျင်းတော် drone တပ်ဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမ်းမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့တယ်လို့ ဘိုခင်းတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗျ။ဇွန်လ18ရက်နေ့မွန်လွဲတနိုင်ကမှအကြမ်းမဆက်တဲ့ရဲ့996တိုင်ရင်ကနေထွက်လာတဲ့အင်အားတရာကျော်လောက်ပါတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကရန်ဖို့ချေးပါဒရာကြီးအနီးအယောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဆက်ကောင်စီတပ်သားများထိခိုက်မှုရှိတော့လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။စစ်ခွေးထိခိုက်သေးဆုံးမှုကိုတော့ကျွန်တော်တို့တွေစုံစမ်းနေပါတယ်။စစ်ခွေးတွေထိခိုက်မှုရှိပေမဲ့အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးပါဘူး။ကျွန်တော်တို့ရဲဘော်တွေကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါ ါတယ်လို့ဘိုခင်းတပ်ဖွဲ့ကတောင်ရှိသူကပြောပြထားပါတယ်။၎င်းတက်ခတ်မှုကိုဘိုခင်းတပ်ဖွဲ့ KNL တပ်ရင်းစက်တဲ့ဘိတ်ပါကဖအဖွဲ့နဲ့ပါကဖဇုံ3တို့ကပူးပေါင်းတက်ခတ်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မြန်မာနိုင်ငံမှာမက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလျင်ကြီးကြောင့်ပြိုကျခဲ့တဲ့မန္တလေးနမ်းမြို့ရိုးကိုပြန်ပြီးတော့ပြုပြင်ပေးရတဲ့ တောင်းတမန်ကြောက်တော်ကြီးမက်ခေယာရွှေစည်းကိုမေနုအုပ်ချုပ်အပါအဝင်ရှေးဟောင်းနေရာ28ခုကိုလည်းပြန်လည်ပြင်ဆင်ရေးအတွက်လေလာဆန်းဆက်ပေးရန်စစ်ကောင်စီလက်အောက်ခံရှေးဟောင်းသူတေသနာနဲ့အမျိုးသားပြတိုက်ဦးစီးဌာနကတရုတ်နိုင်ငံကိုအကူအညီတောင်းလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ16ရက်နေ့ကမန္တလေးမှာစစ်ကောင်စီလက်အောက်ခံရှေးဟောင်းသူတေသနာနဲ့အမျိုးသားပြတိုက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နဲ့အဖွဲ့ကတရုတ်နိုင်ငံက National Cultural Heritage Administration နဲ့ ရှန်စီ Provincial Cultural Heritage Administration ကပြည်နာရှင်အဖွဲ့တွေကိုတွေ့ဆုံခဲ့ပြီးတော့ငလျင်တန်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့မန္တလေးနဲ့သခိုင်းကရှေးဟောင်းအဆောက်အုံများနဲ့ပတ်သက်ပြီးတော့အကူအညီတောင်းခံလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။မက်လ28ရက်နေ့ကငလျင်တန်ကြောင့်မန္တလေးနမ်းမြို့ရုံးပြအိုးပြတ်တက်များ နန်းတော်နဲ့ရှေးဟောင်းအဆောက်အအုံများထိခိုက်ပျက်စီးခဲ့ရတဲ့အတွက်တရုတ်ပညာရှင်အဖွဲ့ကဝိုင်းဝန်းပြီးတော့ပူပေါင်းကူညီထိမ့်သိမ်းပေးစီလိုကြောင်းပြောဆိုလိုက်ပါတယ်တရုတ်မြန်မာချစ်ကြည်ရေးအနေနဲ့မန္တလေးနန်းမြို့ရိုးပတ်လည် area မှာရှိတဲ့မြို့ဝင်ပေါက်တရဲပြေတရဲခိုပြအိုပြတတ်မီတာအင်္ဂါအပြည့်စုံပါတဲ့တနေရာကိုပြုပြင်ပေးရန်စစ်ကောင်စီကတောင်းဆိုလိုက်တယ်လို့သိရပါတယ်ဒါအပြင်ငလျင်ကြောင့်ပျက်စီးသွားတယ် တောင်တမန်ကြောက်တော်ကြီးမခရာရွှေစည်းကိုမင်းတို့အုပ်ချုပ်မန္တလေးနမ်းမြို့ယိုကွင်းစင်းလေးလာထားတဲ့အတွေ့အကြုံများကိုလိုချင်ကြောင်းပြောဆိုလိုက်ပါတယ်တံမိုးကြီးမပြီးတော့အနုလိုက်ရာရှိတဲ့ရှေးဟောင်းအဆောက်အအုံများကိုပြက်စီးသွားတဲ့ပုံစံအတိုင်းထိမ့်သိမ့်ပြီးတော့အနေရကင်းအောင်နဲ့ ထမှန်ပြိုကျခြင်းမရှိအောင်ဘလို့ဆောင်ရွက်ရမယ်ဆိုတာကိုအကြံဉာဏ်ပေးစီလိုကြောင်းသူတို့ရဲ့ပထွေတရုတ်ကိုအခုညီတောင်းလိုက်ပါတယ်တရုတ်ပညာရှင်များကလည်းလိုအပ်တဲ့အချက်အလက်များကိုပေးပို့သွားမယ်လို့ပြောပါတယ်တရုတ်ပညာရှင်အဖွဲ့ကဇွန်လ10ရက်နေ့ကနေဇွန်လ17ရက်နေ့အထိမန္တလေးမြို့ကိုလာရောက်ပြီးတော့ငလင်တန်ကျောက်ထိခိုက်ပျက်စီးခဲ့တဲ့မန္တလေးဒေသအင်းဝမက်ခရယာသခိုင်း အစရှိတဲ့ရှေးဟောင်းအဆောက်အုံ28နေရာကိုတွားရောက်ပြီးတော့လေလာကွင်းဆင်းခဲ့တယ်လို့သိရပါဗျ။မန္တလေးနမ်းမြို့ရိုးကိုလည်းထပ်မံပြီးတော့လေလာမှာဖြစ်ပြီးအစီရင်ခံစားလဲပေးဖို့မယ်လို့ပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင် နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြမ်းဖက်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ